မြင်နေရမလို့ပဲဘူတိစမကုံအောင်ဒီလိုလေးစိုက်ပြိုလိုက်ပါပထမဆုံးစိုက်ပြိုမဲ့ပုံကွန်တွေကိုလှည့်ဖြတ်ပြီးအောက်ဘက်ပိုင်းမှာအပေါက်လေးတွေဖောက်ထားပေးလိုက်ပါစိုက်ပြိုဖို့အတွက်တဘာဝမြေဆွေးနဲ့ဇပတ်ကွန်တွေကိုရောစပ်ပြီးပုံကွန်တွေထဲအပြည့်ထည့်ထားပေးလိုက်ပါ ပြီးရင်တော့အာဟာရတွေထည့်ကျွေးနိုင်စေဖို့အတွက်အပေါက်ဖောက်ထားတဲ့ဘူးကွန်တွေကိုပုံကွန်ပေးဖက်တွေမှာထည့်မြုပ်ပေးရပါမယ်တဘက်ကြော်ကန်ပြိုထားတဲ့ဘူးပင်တွေကိုယူပြီးတဘုံကိုတပင်စီထည့်ဆိုင်ပေးလိုက်ပါ ပြိုးပင်အလုံးစိုက်ပြိုးပြီးရင်တော့ရေဆူရွှဲအောင်လောင်ပေးထားရပါမယ်။အပင်လေးတွေတွေ့တက်ပြီးကြီးထွားနိုင်စေဖို့အတွက်စင်နန်းတစ်ခုကိုလည်းပြုလုပ်ပေးထားလိုက်ပါ။နှစ်ပတ်ကျော်လောက်ဆို အပင်လေးတွေကြီးထွားလာပြီးနွယ်တွေလည်းရှည်ထွက်လာပါပြီ။ဂိုင်းတင်များများထွက်လာပြီးအသီးများများတိလာစေဖို့အတွက်ထိတ်ညွန့်တွေကိုဖျက်ပေးလိုက်ပါ။အပင်အဟာရပြည့်ဝစေဖို့အတွက်မိဖို့ကြောင့်ကစွန့်ပြစ်မဲ့အတီအရွေအကျဉ်းချံတွေကိုဘူးကွန်တွေထဲထည့်ချပေးရပါမယ်။ ရဲအနှဲငယ်လောက်ဆိုဖြတ်ထားတဲ့ဂိုင်းထိပ်တွေမှာအညွန့်တက်တွေထွက်လာပြီးဝေဆာလို့နေပါပြီ။အပင်အားစေ့ရည်ပြုလို့ဖို့အတွက်ချစ်တော်နီဦးနဲ့ဆန်အနှဲငယ်ကိုအသုံးပြုပါမယ်။ဆန်နှစုံးနဲ့ချစ်တော်ဦးတချမ်းကိုရေနဲ့ရောဆက်ပြီးကြေးမွားတော့အောင်ပြုလုပ်ပေးလိုက်ပါ။ရလာတဲ့အရေးတွေကိုဖြန်ပူးတဲ့ထည့်ပေးပြီးအရွက်နဲ့အကိုင်းခက်တွေကိုဆူရွှဲနေအောင်ဖြန်ပေးရပါမယ်။တလားကျော်ကြားတဲ့အခါမှာတော့ဘူးပင်တွေမှာအကိုင်းခက်တွေများစွာထွက်နေပြီးအသေးပွင့်တွေနဲ့ဝေစားလို့နေပါပြီ။ ဒါဆိုရင်တော့အသီးတင်စေဖို့အတွက်ဝက်မုံကူပေးရပါမယ်။ဝက်မုံကူဖို့အတွက်အဖိုးပွင့်ကိုချွေယူပြီးပွင့်ပတ်လေးတွေရှင်ပေးလိုက်ပါ။ပြီးရင်တော့အဖိုးပွင့်ကဝက်မုံလေးတွေအမားပွင့်ပေါ်ရောက်သွားအောင်ထိကပ်ပြီးပုတ်တိုက်ပေးရပါမယ်။ရဲအနှဲငယ်လောက်ဆိုဝက်မုံကူတာအောင်မြင်တဲ့အတွေ့အသီးလေးတွေကြီးလာပါပြီ။စိုက်ပြိုးပြီးသုံးလကျော်ကြာတဲ့အခါမှာတော့ဘူးပင်တွေမှာအသီးတွေများစွာတည်နေပြီးထင်မထားလောက်အောင် ကြီးထွားလို့နေကြပါပြီ တဘာဝမြေဆွေးတွေနဲ့အသေးရွေတွေကိုအသုံးပြုပြီးစိုက်ပျိုးထားတာမျိုးစိမ့်ဆူလက်ဆက်ပြီးစားကျင်ဆက်ပွဲဖြစ်လို့နေပါပြီ။ဒါဆိုရင်တော့ခုစော့ပြီးချက်ပြုတ်စားတုံလို့ရပါပြီ။မြေနေရမလို့ပဲပုံခွန်တွေနဲ့စိုက်ပျိုးလို့ရတာမျိုးမိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်။